အမေရိကန်စစ်တပ်ရဲ့စစ်မှုထမ်းစုဆောင်းရေးအကြံအသေးအားလုံးပဲမင်္ဂလာပါဘာမဆမ်းများကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပြီးခဲ့တဲ့ရာစုနှစ်တခြားလုံးအမေရိကန်စစ်တပ်ရဲ့တပ်သားအစ်တွေကပထမဆုံးနေ့မှာပဲအခုလိုမျိုးကြမ်းတမ်းတဲ့ဆက်ဆံမှုကိုခံခဲ့ကြရတာပါအဲဒါကတော်ရုံသူဆိုရင်သွေးပြတ်သွားစေနိုင်တဲ့ဆက်ဆံမှုတွေပါပဲဒါပေမဲ့အခုတော့အဲ့လိုမျိုးမဟုတ်တော့ပါဘူးတပ်သားအစ်တွေရဲ့ပထမဆုံးနေ့တွေကပြုံးပြုံးရဲရဲလက်ခုပ်တီးနိုင်တဲ့နေ့တွေဖြစ်လာခဲ့ပါပြီ အရင်တုန်းကဆိုရင်တော်တော်လေးနာမည်ကြီးခဲ့တဲ့စစ်ဆေးမှုတစ်ခုကိုပြုလုပ်ခဲ့ကြတာပါအဲ့ဒါကိုရှက်အထက်လို့ခေါ်ကြပါတယ်ငမန်းတိုက်ခိုက်မှုလို့အဓိပ္ပာယ်ပြန်ရမှာပါငမန်းတွေတိုက်ခိုက်ရင်ဒေါသတကြီးတိုက်ခိုက်တတ်ကြပါတယ်ဒါသားတစ်တွေရဲ့အထွေကြောင့်ကလည်းအဲ့လိုမျိုးပါပဲငမန်းနေရာမှာတော့ခက်တန်ကြမ်းတမ်းတဲ့လေကျင်းဆရာကြီးတွေကတာဝန်ယူထားကြပါတယ်သူတို့ကအိမ်မှာတက်တောင်းတက်တာနေခဲ့ကြတဲ့ဆက်ရှင်နဲ့ပြေးပြီးလူငယ်လေးတွေကိုစိတ်တကြအောင်တမင်ဖိအားပေးချိန်ချောက်ခဲ့ကြတာပါတကယ်တော့စိတ်တကြအောင်မဟုတ်ပါဘူးစိတ်တဘလောက်မားလဲဆိုတာကိုသိကျင်ကြလို့ဖြစ်ပါတယ် စဉ်းစားကြည့်လိုက်ပါမျက်စိတငယ်နားတငယ်နဲ့ရောက်လာတဲ့တပ်သားတစ်ကိုလေကျင်းဆရာ၃ယောက်ကအနီးကပ်ကြည့်ပြီးဝိုင်းရော်နေပါမယ်၃ယောက်အော်တဲ့စကားတွေကလည်းမတူနေကြပါဘူးတယောက်ကထိုင်ခန်းချိန်မှာနောက်တစ်ယောက်ကတော့မတ်တပ်ပဲယက်နေခိုင်းပါလိမ့်မယ်နောက်တစ်ယောက်ကတော့မစီမဆိုင်ဒသနာမေးခွန်းတွေမေးချင်ရင်မေးနေမှာပါဒါမှမဟုတ်ပေါတိပေါ့ရှောင်မေးခွန်းတွေမေးနေပါလိမ့်မယ်ကိုတွေ့ကြုံရတဲ့ကာယကရှင်ကတော့ဘလို့နေမလဲမသိပါဘူးဒီအတိုင်းတွေ့ရတဲ့သူတော်တော်စိတ်ရှုပ်ရမှာပါတယောက်တစ်ပေါက်အော်နေကြတဲ့စကားတွေကဘသူစကားကိုနားထောင်ရမလဲဆိုတော့ကိုလည်းဆုံးဖြတ်နိုင်မှာမဟုတ်ပါဘူး ဓာတ်သားတွေအများစုကတော့ဒီအချိန်ဒီမှာပဲလက်လျှော့သွားကြရတာပါဒါပေမဲ့နောက်ပိုင်းမှာအရင်စနစ်ကအစားထိုးခံလိုက်ရပါတယ်တတိကျကျပြောရရင်တော့2020ခုနှစ်လောက်မှာပါအရင်နောက်ပိုင်းဓာတ်သားတွေကိုဂျိုဆိုတဲ့ပုံစံကနည်းနည်းပြောင်းပြောင်းလာပါတယ်နောက်ပြီးစစ်တပ်အတွင်းမှာဖြေလျော်ပေးခဲ့တဲ့တခြားစည်းကမ်းတွေကလည်းပုံများလာခဲ့တာပါဥပမာပြောရရင်2021ခုနှစ်မှာပြောင်းလဲခဲ့တဲ့အမေရိကန်စစ်တပ်ရဲ့အသွင်ပြင်ဆန်နှုံးဆိုင်ရာလမ်းညွန်ချက်တွေအရအမျိုးသမီးစစ်သည်တွေအတွက်နှကန်းနေတဲ့လက်တဲတွေကိုအယောင်တချို့နဲ့ခွင့်ပြုပေးခဲ့ပါတယ် အမျိုးသားစစ်တီတွေကလည်းကျမ်းမာရေးလိုအပ်ချက်အရာအယောင်မပါတဲ့လက်သေးနေစိုးကွင်းရလာခဲ့တာပါ။နောက်ပြီးအရန်ချန်တန်ပြီးဘာစင်နယ်တိုက်ခိုက်မှုလို့ဖြစ်နေတဲ့အတုံးလုံးတချို့ကိုလည်းအစားထိုးခဲ့ပါရီ။ဒီအချိန်မှာလည်းဝေဖန်မှုတွေစုညံလာခဲ့တာပါ။စစ်တပ်ကစစ်သားတွေကိုလေ့ကျင့်မွေးထုတ်ပေးနေတယ်လို့မျိုးမဟုတ်ပဲလူပျော်လေးတွေနှင်းပွင့်လေးတွေဖြစ်အောင်လက်ခံနေတယ်ဆိုတဲ့ဝေဖန်မှုတွေပါပဲ။အဲ့ဒီ2020ပတ်ဝန်းကျင်ကအမေရိကန်စစ်တပ်ရဲ့စစ်မှုတန်းစုဆောင်ရေးတမိုင်းမှာအရေးပါတဲ့အချိုးအကွေလည်းဖြစ်ခဲ့ပါတယ်။ အရင်ကစစ်ပွဲကြီးကြီးမားမားမရှိခဲ့ဘူးဆိုပေမဲ့အမေရိကန်စစ်တပ်ကြိတ်တိုက်နေရတဲ့စစ်ပွဲတခုတော့ရှိနေကြတာပါအဲ့ဒါကတော့ဖုန်းလူမှုကွန်ရက်တွေကိုဆွဲလန်းနေတဲ့မီလီနီယံနဲ့ဂျန်စီမျိုးဆက်တွေပါပဲအမေရိကန်စစ်တပ်ကဒီမျိုးဆက်တွေအတွက်စစ်မှုတန်းစနစ်တွေကိုလိုက်လျောညီတွေဖြစ်အောင်ပြောင်းလဲပေးခဲ့ရပါတယ် အမေရိကန်စစ်တပ်ရဲ့စစ်မှုထမ်းရွေးချယ်ရေးသမိုင်းကိုပြန်ကြည့်ရင်တော့အတိတ်ကိုပြန်သွားရမှာပါ။ဒရန်ကို40ပြည့်နှစ်အောက်တိုဘာလ29ရက်နေ့မှာအမေရိကန်ပြည်ထောင်စုတဝင်းလုံးပါဝင်တဲ့မဲနိုင်ပွဲတရက်ကျင်းပခဲ့ပါပြီ။အဲဒီမှာမဲပေါက်ခဲ့တဲ့သူတွေကတော့စစ်မှုထမ်းဖို့အတွက်အရွေးခံရမှာပါ။အဲဒီကိစ္စကိုအမေရိကန်သမ္မတယူရစ်ပက်ကိုရိုင်းဦးဆောင်ခဲ့ပါပြီ။သူကပထမဆုံးမဲနံပါတ်ကိုကိုရိုင်းနိုင်ပြီးကြေညာပေးခဲ့တာပါ။အဲဒီစနစ်က33နှစ်ကြာမြင့်ခဲ့ပါပြီ။ဒရန်ကောက83ခုနှစ်ဇွန်လ30ရက်နေ့မှာတော့စစ်မှုထမ်းမဲနိုင်တဲ့ကိစ္စကိုနောက်ဆုံးအကြိမ်ဖြစ်ဆောင်ရွက်ခဲ့တာပါ အရင်နောက်ပိုင်းကာလတစ်လျှောက်လုံးမှာတော့စင်မှုထန်းနာကဆန္ဒအလျောက်ရှောက်ထားနိုင်တဲ့ကိစ္စဖြစ်လာခဲ့ပါတယ်။မဖြစ်မနေစင်မှုထန်းရတာမျိုးမဟုတ်တော့ပါဘူး။ဘလို့ပဲဖြစ်ဖြစ်တပ်သားတွေကိုကြိုဆိုတဲ့နေရာမှာတော့လူစစ်ထုတ်နိုင်အောင်ရှက်အထက်နီလန်းကိုတွင်တွင်ကျယ်ကျယ်အသုံးပြုခဲ့တာပါ။ဒါပေမဲ့အရင်နီလန်းကဒတာတစ်တွေအတွက်ကြမ်းလုံးနေဆိုတဲ့ဝေဖန်မှုတွေကြုံခဲ့ရပါတယ်။အဲဒါကြောင့်2020မှာတော့ဒေတန္တရကုတ်ကဲမှုဌာနကလေကျင်းစကန်အားလုံးကစနစ်အစ်စ်ကိုပြောင်းပြီးအသုံးပြုခဲ့ရတာပါ။ အရင်ကတော့အဲ့ဒီအော်ဟစ်တဲ့စနစ်ကအလုပ်ဖြစ်ခဲ့ပါရင်စူဆဲချိန်မှအော်ဟစ်တာကလည်းစစ်တပ်ရဲ့ပုံစံလိုဖြစ်ခဲ့တာပါအဲ့ဒါကစိတ်တက်ခိုင်းမှသူတွေကိုဖော်ထုတ်ဖို့အမိတ်နာခံတက်သူတွေကိုဖော်ထုတ်ဖို့အားနည်းသူတွေကိုဖယ်ထုတ်ဖို့အသုံးဝင်ခဲ့ပါရင်ဒါပေမဲ့ခေပြောင်းလဲလာချိန်မှာတော့အဲ့ဒီလိုအော်ဟစ်ချိန်မောင်းတဲ့ကိစ္စကပြဿနာဖြစ်လာပါရင်ဒီအလေးချင်းကတပ်သားတပ်တွေရဲ့စိတ်ဓာတ်ကိုပုံစံမသွင်းနိုင်တဲ့အပြင်ရဲဘော်ရဲဘက်တွေနဲ့ခေါင်းဆောင်ကြားကယုံကြည်မှုကိုပါပြတ်စေနိုင်တယ်ဆိုပြီးဝေဖန်ခဲ့ကြတာပါအဲ့ဒါကြောင့် Shack အထက်နေရာမှာ The first 100 yes ဆိုတဲ့စနစ်နဲ့အစားထိုးလိုက်ပါရင်ပရမအောင် guide တရားလို့မြန်မာမှုပြုရမှာပါဒီကြိုဆိုရေးစီစဉ်တက်မှာအစဉ်90ပါဝင်ပါတယ်ပရမအောင်ကတော့ပြင်ဆင်မှုအစဉ်ပါပဲအဲဒီမှာဆိုရင်စစ်သားတွေကိုမေးခွန်းတွေမေးပါတယ်စစ်တပ်ကိုတံမိုးထားတက်အောင်စီကန်းတွေကိုနားလည်အောင်ပြင်ဆင်ပေးပါတယ်အစဉ်နှစ်ကတော့ထောက်ပံ့ရေးအတွက်အဖွဲ့လိုက်မရှင်တွေလှုံ့ဆော်ရတာပါပြည်စည်းတွေတည်ပြီးပြေးရတာမျိုးပါပဲအတတရားအစဉ်မှာတော့ကိုလက်လှောက်ရှာစစ်ဆေးကိစ္စတွေပါဝင်ပါတယ်အဲဒါကို ACFT စစ်ဆေးမှုလို့ခေါ်ကြတာပါ ထိုင်ထားလို့ရတာဒိုက်ထိုးဘားခူရတာစသဖြင့်ကိုလက်ချန်ခိုင်မှုကိုဆက်စေးတဲ့လေကျင်ကန်းတွေပါဝင်ပါတယ်ဒီအဆင့်မှာကြာရှုံးရင်လည်းစိတ်ပူစရာမရှိသေးပါဘူးလေကျင်ဆရာတွေကပြန်လေကျင်ပေးပါတယ်ဒါပေမဲ့အဆင့်တစ်ကနေပြန်ပြီးအစီအစီခံရဖို့တော့လိုအပ်နေတာပါအဆင့်လေးကတော့တသားတက်တွေမိတ်ဆက်ချင်းအားပေးခြင်းမျိုးပါပဲ။နောက်ပြီးဒီအဆင့်မှာစံပြအဖွဲ့ရဲ့တရုပ်ပြမှုကိုလည်းလေ့လာရပါတယ်။ဒီအဆင့်ကတော့ဘလို့ပဲဖြစ်ဖြစ်ကြော်ဖြတ်နိုင်မှာပါ။ပြီးရင်တော့နောက်ဆုံးအဆင့်ဖြစ်တဲ့အဆင့်၅ကိုရောက်သွားပါပြီ ဒီအချိန်မှာတက်စုတွေကိုတက်ဆိုင်ရာတန်းလျားတွေစီပို့လိုက်မှာပါပြီးတော့နောက်ရက်အတွက်လေ့ကျင့်အစီအစဉ်တွေကိုမှတ်ယူရမှာဖြစ်ပါတယ်။ရှေ့ကပြောခဲ့တဲ့အဆင့်၅ခုစလုံးကစစ်မှုတန်းလေ့ကျင့်စကန်ကိုရောက်တဲ့ပထမဆုံးနေ့မှာပဲကျုံရတာပါ။အဆင့်၅ဆင့်ကျော်ဖြတ်နိုင်ပြီဆိုရင်တော့အိမ်ပြန်စရာမလိုသေးပါဘူး။အခြေခံလေ့ကျင့်ရေးဆယ်ပတ်စာကိုဖြတ်ကျော်နိုင်အောင်ကြိုးစားရတော့မှာပါ။အဲဒီဆယ်ပတ်ကလည်းမလွယ်ကူလှပါဘူး။ဒါပေမဲ့နောက်ပိုင်းမှာဆန္ဒအလျောက်စစ်မှုထမ်းမဲ့သူတွေနဲပါလာတာကြောင့်ရှော့ရှော့ပေါ့ပေါ့လှုပ်လာရပါတယ်။ဆန္ဒအလျောက်စစ်မှုထမ်းခွင့်တမတ်တာကို1983ခုနှစ်မှာစတင်ခဲ့တာပါ။ အဲ့ဒီအချိန်ကလေးကစစ်မှုတမ်းမှုရှောက်ထားတဲ့သူတွေလည်းနေ့စဉ်စံချိန်မီအောင်ရှိခဲ့ပါရီဒါပေမဲ့2020ခုနှစ်နောက်ပိုင်းမှာတော့စံချိန်တွေကျလာခဲ့တာပါ2022ခုနှစ်မှာတော့အဆိုးဆုံးအခြေအနေကိုရောက်လာခဲ့ပါတယ်။အဲဒီနှစ်မှာအမေရိကန်စစ်တပ်မျှော်မှန်းထားတဲ့စစ်သားစုဆောင်ရေး85ရာခိုင်နှုန်းကိုတောင်မပြည့်မီခဲ့ပါဘူး။အဲဒီကိစ္စမှာလည်းအထူးကအကြောင်းရင်းတွေရှိနေခဲ့ပါတယ်။တကယ်တော့ဆန္ဒလျောက်ဆင်မှုတန်းမှုအဆိုပြုသူတွေကတော့သူ့အရေးအတွက်နဲ့သူရှိခဲ့ပါတယ်။ဒါပေမဲ့အများစုကစစ်တပ်တဲဝင်နိုင်ဖို့အရေးအသွေးမပြည့်မီခဲ့ကြပါဘူး။ ၂၀၂၂ခုနှစ်မှာဗင်ဒကွန်ကထုတ်ပြန်တဲ့လေလာမှုအရအသက်၁၆နှစ်ကနေ၂၄နှစ်ကြားလူငယ်တွေရဲ့89%ရာခိုင်နှုန်းကအဆင့်မှုထမ်းဖို့အရေးချင်းမပြည့်မီဘူးလို့သိရပါတယ်။အဲဒါကလူငယ်လေးယောက်မှ၃ယောက်ကအရေးချင်းမပြည့်မီဘူးဆိုတဲ့အထိပ္ပယ်ပါပဲ။ပြီးခဲ့တဲ့၈နှစ်အကြာကတနည်းအားဖြင့်၂၀၁၄တုန်းကဆိုရင်အရေးချင်းမပြည့်မီတဲ့သူတွေက87%ရာခိုင်နှုန်းပဲရှိခဲ့တာပါ။အဲဒီကနေတဖြည်းဖြည်းအခြေအနေဆိုးလာခဲ့တာ၂၀၂၂ခုနှစ်မှာတော့အဆိုးဆုံးဖြစ်လာခဲ့ပါတယ်။ဘာလို့အရေးချင်းမပြည့်မီတာလဲဆိုတဲ့ကိစ္စကလည်းအများကြီးကိုရှိနေတာပါ။ ပရမသုံးတစ်ခုကတော့အဝါလွန်တာပါပဲ။အမေရိကန်ကလည်းအဝါလွန်နှုံမြင့်တဲ့စာရင်းထဲမှာပါနေခဲ့ပါတယ်။ဆယ်ကျော်သက်အဝါလွန်နှုံကလည်းမြင့်နေတာပါ။အားရချက်ကစစ်မှုထမ်းလို့သူတော်တော်များများအတွက်အခက်အခဲဖြစ်စေခဲ့ပါတယ်။နောက်တစ်ချက်ကတော့ဈေးဘက်ဆိုင်ရာမှတ်တမ်းမကောင်းတဲ့သူတွေမှတ်တမ်းမတင်ပြနိုင်တဲ့သူတွေပါပဲ။ယောဂမရှိဘူးဆိုရင်တော့မှဈေးမှတ်တမ်းမတင်ပြနိုင်ရင်ပယ်ခံရတဲ့အထက်ပါသွားရပါတယ်။နောက်ပြီး credit မှတ်တမ်းမကောင်းတဲ့သူတွေဒဏ်ရာဖြင့်အကျွေးများလို့တဲ့သူတွေဆိုရင်လည်းအပယ်ခံရတာပါ အကျွေးကိစ္စတွေရှိနေစိတ်မူတန်းတဲ့နေရာမှာအာရုံမဆိုင်နိုင်မှာဆိုလိုပါပဲနောက်တစ်ချက်ကတော့ရှင်ပါတယ်မွေးရဆေးဝါးတုံးတဲ့သူတွေနဲ့ရာဆွဲမှုမှတ်တမ်းတွေရှိနေတဲ့သူတွေပါနောက်ဆုံးကတော့မျက်နှာနဲ့လေပင်းမှာတက်တူးတွေထိုးထားတဲ့သူတွေမျက်နှာနဲ့ခန္ဓာကိုယ်မှာပြုပြင်မောမန်ထားတဲ့သူတွေဖြစ်ပါရင်ဒီလိုလူငယ်တွေကိုလည်းစစ်သားပုံစံနဲ့မကိုက်ညီဘူးဆိုပြီးပယ်ချလိုက်တာပါဒီလိုဆန်နှုံးတွေရှိနေပေမဲ့စစ်သားတွေစူဆောင်းမှုရာခိုင်နှုန်းတွေမပြည့်မီတဲ့အချိန်မှာတော့ရှော့ပေါ်ပေးရတဲ့ကိစ္စတွေလည်းထက်ရှိလာပါတယ်ဥပမာအားဖြင့်ပေါင်နေတဲ့ပိုးတွေသူတွေကိုချွင်းချက်နေတဲ့လက်ခံပေးတာမျိုး ပြမှုမှတ်တမ်းရှိတယ်ဆိုပေမဲ့အမှုသိရင်လက်ခံပေးတာမျိုးပါပဲ။ဒါပေမဲ့အဲလိုကိစ္စတွေမှာလူတိုင်းကိုလက်ခံတာမျိုးတော့မဟုတ်ပါဘူး။တအုပ်ချင်းစီရဲ့အခြေအနေပေါ်ကိုစီစစ်ပြီးလက်ခံတာပါ။အဲဒါကလည်းသင်ကန်းစာယူစရာတွေရှိခဲ့လို့ဖြစ်ပါတယ်။နောက်၆ခုနှစ်တုန်းကအမေရိကန်စစ်သားတအုပ်ကအီရန်မိတ်ကလေးတအုပ်ကိုအဓမ္မပြုကျင်ပြီးတပ်ဖြတ်ခဲ့တဲ့ကိစ္စတခုကြောင့်ပါပဲ။အရေးစတားကပညာရည်ချင်းနေပါသလိုပြမှုမှတ်တမ်းလေးအနေချင်းရှိနေကြတာပါ။ဒါပေမဲ့တခြားအရေးချင်းတွေကြောင့်ချွင်းချက်နဲ့ခွင့်ပြုပေးခဲ့လို့စစ်သားဖြစ်လာရသူဖြစ်ပါရင် ဈေးမှုတန်းစုဆောင်ရေးကိစ္စမှာဖြေလျော့မှုတွေလုပ်ခဲ့ပေမဲ့အဓိကပြဿနာကတော့နောက်မျိုးဆက်တွေရဲ့စိတ်ဝင်စားပုံပြောင်းလဲမှုပါပဲ။အရင်ကဆိုရင်အမေရိကန်စစ်သားလုပ်ဖို့တတ်တဲ့အိမ်မက်မတ်ကြတဲ့သူတွေရှိပါတယ်။အရေးအတွက်လည်းလူငယ်ဘဝကိုပြင်ဆင်ကြတာပါ။လက်ရှိမှာတော့ဈေးမှုတန်းဖို့စိတ်ဝင်စားမှုအ ਨੇ ဆုံးအချိန်ကိုရောက်လာပါတယ်။စစ်တမ်းတစ်ခုအရလူငယ်50နှစ်ရာခိုင်နှုန်းကဈေးမှုတန်းဖို့တခါမှမစင်စားမိဘူးလို့သိရပါတယ်။ ။နောက်ပြီးစစ်မှုထမ်းမှုဆန္ဒရှိသူတွေကလူငယ်ရဲ့900ခန်းလောက်ပဲရှိနေတာပါ။အဲဒီ900ခန်းတုန်းထဲကအရေးချင်းမပြည့်ဝသူတွေကိုပယ်လိုက်ရင်လောက်လောက်လာလာကြံတော့မှမဟုတ်ပါဘူး။နောက်ပြီးလူငယ်တွေကိုပြစ်မှတ်ထားတဲ့လုံသားဈေးကွက်ကလည်းစစ်သားစုဆောင်ရေးအတွက်ပြဿနာဖြစ်လာပါတယ်။ပုဂ္ဂလိကကော်မတီတွေကအရွယ်ကောင်းလူငယ်တွေကိုစစ်တပ်ထက်ပို့ပြီးစီးယုံနိုင်နေတာပါ။နောက်ပြီးအရေးအရွယ်လူငယ်လေးတွေကိုပဲပြစ်မှတ်ထားပြီးစုဆောင်းနေတဲ့တခြားအစိုးရအေဂျင်စီတွေရှိနေပါသေးတယ်။ဥပမာအားဖြင့်ရဲတပ်ဖွဲ့၊မီးတပ်နဲ့ FBI တို့လိုပါပဲ။ နောက်ပြီးလုပ်ငန်းမျိုးဆက်ကစီးနေပေါင်းနဲ့နေရမယ့်အခြေအနေချင်းချင်းချက်ချက်နေရမယ့်အခြေအနေကိုတိတ်မကြိုက်ကြတော့ပါဘူးသူတို့ကလွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါပါနေချင်းကြပါလေဆိုရှယ်မီဒီယာပေါ်မှာပဲအချိန်ဖြုန်းကြပါလေနောက်ပြီးဖြောပြေးကိစ္စမျိုးစုံကိုစိတ်ဝင်စားကြပါလေဒီလိုနဲ့စစ်တပ်ထဲရောက်လာမယ့်လူငယ်တွေလည်းတဖြည်းဖြည်းရှားပါလာခဲ့တာပါအဲဒါကြောင့်စစ်တပ်ဘက်ကလည်းစူဆောင်းရေးမူဝါဒတွေကိုဖြေလျှော့ရတယ်လို့တခြားနိလန်းတွေကိုလည်းတုံ့ဆွဲခဲ့ရတာပါဘယ်လိုပဲစူးစမ်းပါစေခွဲတမ်းပြေဖို့တော့ရုန်းကန်နေကြရပါရင် ဒီလိုကိစ္စကအမေရိကန်မှာရင်ဖြစ်နေတာမျိုးတော့မဟုတ်ပါဘူး။ဗြိတိရှားစစ်တပ်မှာပါကြုံတွေ့နေရပါတယ်။သူတို့ကတော့ဝါရဖြန့်ချီရေးစကားတွေ၊ပိုစတာတွေနဲ့လူငယ်တွေရဲ့အာယုံဆိုင်မှုရအောင်စီရင်နေကြတာပါ။အရေးစီစဉ်ကအလုပ်ဖြစ်ခဲ့ပြီးစစ်မှုထမ်းဥယျာဉ်လည်းတိုးလာခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒါကရေရှည်ဖြည့်ရှင်းနိုင်တဲ့နည်းလမ်းမဟုတ်ဘူးလို့ကျွမ်းကျင်သူတွေကတော့သုံးသပ်ထားကြတာပါ။စစ်တပ်နဲ့နှိစက်တဲ့အတိုင်းဝိုင်းတွေကလူငယ်တွေကိုပဲဥတီနေတာမျိုးတက် ိုချေပြန့်တဲ့အတိုင်းဝိုင်းမျိုးစုံလူရန်စားမျိုးစုံတွေကလူငယ်တွေကိုစစ်မှုထမ်းကျင်လာအောင်စီယုံတာမျိုးအဲလိုစီယုံနိုင်ဖို့နီလန်အစ်စ်တွေတုံးပြီးချင်းကတ်တာမျိုးလူငယ်တွေအထက်လောက်တာကိုင်းတာရှိမဲ့ဖြေလျော့မှုတွေဆောင်ရွက်ပေးတာမျိုးတွေလှုပ်တင်တယ်လို့အကြံပေးကြပါတယ်။နောက်ပြီးရှည်ရင်ဆွဲအင်စားဘဲဝန်ထမ်းတွေကိုထိန်းသိမ်းဖို့သူတို့ရဲ့ဘဝအခြေအနေကိုတည်ငြိမ်အောင်ဒါမှမဟုတ်တိုးတက်အောင်မြင့်တင်ဖို့ဒေသခံစားခွင့်နဲ့စောင့်ရှောက်ခွင့်တွေပေးနိုင်ဖို့ကိုလည်းအကြံပြုထားကြတာပါ။ American စစ်သားတယောက်ဖြစ်ရတာကသူတို့အတွက်ဂုံယူဝင်ကြွားစွာနဲ့ရှင်သန်နိုင်မဲ့အခွင့်အရေးဖြစ်ပါတယ်။ ဒါပေမဲ့အလရှိအခြေအနေမှာအရိအခွင့်ရေးကိုလူငယ်တွေကသိပြီးစိတ်မဝင်စားကြတော့ပါဘူး။အဲဒါကြောင့်ဂုံတရင်ကြီးတဲ့ American စစ်တပ်ကစစ်သားတွေစုဆောင်းရင်းမှာနေမျိုးစုံနဲ့ကြားကန်ကြိုးစားနေရသေးဖြစ်ကြောင်းဝေမျှလိုက်ရင်းဗီဒီယိုလေးကိုညီကုန်းချောက်လိုက်ပါရစေ။အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။